မင်္ဂလာပါရှင်။ရှင်နေရန်ကုန်မြို့တဘုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်း၊ရွှေကုံစည်တော်တရားခွင်ကြိမ်မြောက်ဇေတိရင်ကနာပရိယတ်ထိဓမ္မနုဂဟဆာရှောက်မိပွေဆရာတော်တန်ဃာတို့များအားနေစွန်ဆက်ကလူတဲ့နေတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းနှင့်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များသည့် နိုဝင်ဘာ15ရက်နေ့နဲ့ပိုင်းကရွှေဒဂုံစေရီတော်အားပန်းရီကျန်းစင်မီများစက္ကတ်လူတန်းပြီးရွှေဒဂုံစေရီတော်108ကျိမြောက်ဇေတိရင်ကနာပြည့်ရတိဓမ္မနုကဟဆာရှောင်းမွေးဝဲဆရာတော်တန်ခါတော်များအားနေစွန်းစက္ကတ်လူတန်းကြောင်းသိရပါတယ်။ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည်ရွှေဒဂုံစေရီတော်တောင်ဘက်ဧခန့်တဆောင်တွင်ရွှေဒဂုံစေရီတော်မြတ်ကြီးအားပန်းရီကျန်းစင်မီများစက္ကတ်လူတန်းကြပါတယ်။ ဒီနောက်စေတီရေကနာပြည့်ရတိဓမ္မနုကဟစာရှောက်မွေပွဲဩဝါဒဆရာဆရာတော်ကြီးများစာထောက်စာမဆရာတော်များနှင့်စာဖြည့်တန်ဃာတော်များအားဖူးမြော်ကြည်ညို၍ထီတော်ယုံတစောင်းတွင်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းဒိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဗန္နာတော်ထိန်ကုပ္ပကအဖွဲ့တို့ကနေစွန်းဆက်ကပ်လူရန်ကြပါသည်ဆက်လက်ပြီးတရားခွင်နှင့်ကြေမြောက်စေတီရေကနာစာရှောက်မွေပွဲဖွင့်ပွဲကိုဩဝါဒဆရာဆရာတော်ကြီးများနှင့်အေပရိတ်တက်များကအခမ်းအနားအစီအစဉ်တိုင်းဆက်လက်ကျင်းပရာ စာပြေတန်ကတော့205ပါအားအမှတ်စဉ်လိုက်စာပြေပလင်ပေါ်သူပင်ဆောင်၍အာကုန်ပြန်ဆိုခြင်းအစီအစဉ်ကိုဆောင်ရွက်ပါတယ်။108ကြိမ်မြောက်ဇေတိရင်ကနာစာရှောက်မွေးပွဲကိုနိုဝင်ဘာ15ရက်မှနိုဝင်ဘာ21ရက်ထိကျင်းပမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုလည်းဆွဲထက်ကိုကပေးပို့လာတာပါ။